မန်ယူနဲ့ခါနာချောဘသူကဘသူကိုဆွန့်ပစ်တာလဲပရင်းသမားလုံးမဲ့မိင်လာများမန်ချက်စတာဖွားစုံကနေပြန်လဲကြိုးလိုက်ပါရင်လမ်းခွဲကြတဲ့အချိန်တိုင်းမှာတယောက်ကလက်ဖွားဆိုရင်နောက်တယောက်ဘက်ကလက်ဖွားဖြစ်ပြီးနှစ်ယောက်စလုံးမှရင်နှစ်ယောက်စလုံးမှန်တာဆိုတာထုံးစံပါပဲဒီသဘောတရားလေးအတိုင်းမန်ချက်စတာတိုင်းတက်မှာအမားတွေများခဲ့တဲ့ဆိုရင်တော့မှကာရင်တန်နဲ့အကယ်ဒမီထွက်လေးတွေရဲ့ရည်သွေးကတော့ဘယ်တော့မှမမားခဲ့ပါဘူး United ဟာတခြားအသင်းကြီးတွေနဲ့မတူဘဲအကယ်ဒမီထွက်လေးတွေကိုအသင်းကြီးမှနေရာပေးတဲ့တဲ့အသင်းသင်းဖြစ်တာကြောင့်အိမ်မက်ကားဆက်ရုံဂျီစီကိုလူငယ်စားမားတွေအရောက်လာခြင်းကြပါတယ်။ United Academy ကလည်း စီနီယာအသင်းကြီးတွေစီကိုကစားမတွေနေ့စဉ်ရောက်ရှိလာကြပါတယ်ဒီထဲမှာလက်တလောတောက်ပွားလာကြတဲ့ကစားမတွေဆိုရင်အားလုံးကအလန်ဂျန်တို့ဂါနာချိုကိုပဲပြင်မြင်ကြပါပါဂါနာချိုဟာပွဲဥထွက်မှာတော့က United အနာကလေးဖြင့်တတ်မှတ်ခံခဲ့ရပါတယ်ဒါပေမဲ့ Cristiano Ronaldo ကိုရွတ်တဲ့ဂါနာချိုတောင်အသင်းမှာနေရာရဖို့ကြိုးစားနေတဲ့ကြားကနေပြနဲ့အဆင်မပြေရင်ပွဲထွက်ခွင့်နဲ့စားစားနဲ့ရှုံးဆုံးလာရတာကိုပြီးခဲ့တဲ့ရာသီကအများကြီးမြင်တွေ့ခဲ့ရပါတယ်ဂါနာချိုဟာ ူအတွက်အနာဂတ်မရှိတော့တာတေချာသလောက်ဖြစ်နေတဲ့အသင်းကိုဆွန့်ခွာဖို့ကလွယ်ပြီးရွေးချယ်စရာမရှိပါဘူး။မန်ချက်စတာယူနိုက်တက်ကလည်းသူတို့ရဲ့နောက်တန်း၃ယောက်ကစားကွက်မှာအာနာချိုကအံဝင်နိုင်ဘူးလို့မှတ်ယူထားပါတယ်။ဒီတော့ဂါနာချိုကမန်ချက်စတာယူနိုက်တက်ကနေထွက်ခွာခဲ့ရင်နာပိုလီစီကိုမသွားဘဲပြန်မဲ့ချဲစီကိုပြောင်းမယ်လို့ဆုံးဖြတ်ထားကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ဂါနာချိုဟာဒီပြဘရိုဝင်အင်မိုရီနဲ့ဆွဆွရအဆင်မပြေဖြစ်နေသူပါ။နှစ်ဆပိုင်းမှာဂါနာချိုကိုလူစင်းကနေချန်လက်ထားခဲ့တဲ့အင်မိုရီဟာမကြသေးခင်တုန်းကလည်းမင်းကိုခေါ်ခြင်းနဲ့အသင်းရှင်ကံကောင်းလို့ချိန်ပေါင်းခဲ့ပါသေးတယ်။ ဂါနာချုံကတော့အာရှတူးမာနဲ့တော်လေးအဆင်ပြေဖြစ်လာပုံရပါတယ်။ United ဟာဘောလုံးရသည်ပြပြချင်းမှာအနားမြူရပဲမလေးရှား၊ဟောင်ကောင်တို့လိုပိုပြင်းတဲ့ပုံနိုင်ငံတွေကိုလာရောက်ပြီးတော့ခြေစမ်းပွဲကစားခဲ့ရတာကြောင့်ကစားမတွေအားလုံးစိတ်ဆိုးဒေါသထွက်နေကြတယ်လို့တင်းတင်းတိပ်ထွက်ပေါ်နေပါတယ်။ ယူနိုက်တက်ကဗနာဝဲမှာအာဆီယံအော်စတာအသင်းကို1-0နဲ့ရှုံးနိမ့်ခဲ့ပြီးဒုတိယဝဲကြောင်းမှာဟောင်ကောင်အသင်းကို3-1နဲ့အနိုင်ရရှိခဲ့တာပါ။ကနာချိုကလည်းပွဲစလုံးပါဝင်ကစားခဲ့ပေမဲ့ဂိုးတော်တကောမှမရရှိခဲ့ပါဘူး။ကနာချိုကမန်ချက်စတာကိုလည်းပြန်အဆိုင်မှာပဲနောက်ဆုံးတော့ပြန်ရောက်ပြီဆိုတဲ့စာသားကိုငုံနေလောက်ချီနေတဲ့ emoji ကိုအသုံးပြုပြီးတင်ထားခဲ့တာကြောင့်ပရိသတ်တွေကတော့ကနာချိုနဲ့အင်မော်ရင်ဒီခီးမှအဆင်မပြေခဲ့ဘူးလို့ထင်နေကြပါရင်အာဂျင်တီးနားရဲ့ဂျွန်လာအတွင်းချီလီကိုလံဘီယာတို့နဲ့ကစားရမယ်။ကမ္ဘာ့ဗလားခြေစမ်းပွဲတွေမှာလည်း ာနာချိုကိုချန်လက်ခံထားတဲ့အတွက်ဒီရက်ပိုင်းတော့အနားရနေအောင်ပါပါဒီတော့ကာနာချိုအနေနဲ့အပြောင်းရွှေ့ကိစ္စတွေကိုပဲအာယုံဆိုင်နေမှာဖြစ်ပါရင်နိုင်ငံအသင်းမှာလည်းကြောင်းထိုးခံရတဲ့ကာနာချိုကစီးရီးအသင်းနာပိုလီရဲ့အကြီးကျယ်စိတ်ဝင်စားခြင်းကိုခံနေရပါရင် ဒါပေမဲ့ဂါနာချိုကတော့သူ့အတွက်အင်္ဂလိပ်ဟာအတိုးတက်လာဖို့အတင်းလျော်ဆုံးနေရာလို့ယူဆနေပြီးချဲစီကိုပြောင်းဖို့စိတ်အားထက်သန်နေကြောင်းသိရပါတယ်။ဂါနာချိုကယူဘာလိဖိုင်နယ်ရှုံးနေပြီးတဲ့နောက်သူ့ရဲ့ဘောလုံးရာသီအားချီးလို့ရာသီဖြင့်ကုန်ဆုံးခဲ့ရကြောင်းသူ့ရဲ့အေဂျင့်ကိုပြောခဲ့ပြီးချဲစီကိုပြောင်းရွှေ့နိုင်ဖို့လှုံ့ဆော်ခိုင်းနေတယ်လို့သတင်းတွေကဆိုပါတယ်။ချဲစီကလူငယ်ခြေတက်တွေအများပြားရှိတဲ့အသင်းဖြစ်တဲ့အတွက်သူ့အတွက်အတင်းလျော်တယ်လို့ဂါနာချိုကယူဆနေပါတယ်။ချဲစီတာဝန်ရှိသူတွေကလည်းဇန်နဝါရီမှာတော့ဂါနာချိုရဲ့ကိုယ်စားလှယ်နဲ့တွေ့ဆုံဆွေးနွေးထားပြီးခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ကာရာချွေးစာချုပ်က2028ခုနှစ်ထိကျန်ရှိနေသေးပေမဲ့ဒီတိုင်းဆိုရင် United ဘက်ကရောင်းချမှသေးကြနေတာမို့ပြိုင်သက်တွေအတွက်ဝမ်းနည်းစရာကြုံရအောင်ပါ United ကကာရာချွေးအတွက်အပြောင်းရွှေ့ခြေကိုပေါင်တန်း60တက်မှတ်ထားပေမဲ့ကစားသမားကလုံးဝမပြောတော့ဘူးဆိုရင်ဒီထက်ပိုပြီးရော်နေတဲ့ပမာဏနဲ့ခေါ်ယူနိုင်မလို့လည်းရှိနေပါတယ်အခုတော့ Academy ထွက်လေးကာရာချွေးကိုနေရာဒီအော်အော်တကောင်လုံးအဝေးကိုပြန်သွားပါတော့မယ်ဒီအတွက် United ကပဲကာရာချွေးကိုစွန့်ပစ်လိုက်တာလားဒါမှမဟုတ်ကာရာချွေးကပဲ United ကိုစွန့်ပစ်လိုက်တာလားဆိုတာကတော့ဝေခွဲမရနိုင်တဲ့ပုံစံတစ်ပုဒ်ဖြင့်ဆက်လက်ရှင်သန်နေဦးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့လောက်ပါမယ်နောက်နေ့မှာလည်းအင်္ဂါစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင် ်ဆက်ပြီးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Song Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်ချုပ်လိုက်ရပါတယ်ခင်ဗျာဗီဒီယိုကိုဆုံးနေကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ